တရုတ်နိုင်ငံဟာပြည်ပနိုင်ငံတွေစီကနေလက်နက်ဝယ်ယူမှုလျှော့ချလာပြီးကိုကိုကိုအားကိုးလာပါလေတရုတ်ဟာလွန်ခဲ့တဲ့9နှစ်တွင်ပြည်ပမှလက်နက်တွေကိုတင်သွင်းဝယ်ယူမှုဟာသုံးပုံနှစ်ပုံနီးပါးလျှော့ချခဲ့တဲ့အတွက်ကိုကိုကိုအားကိုးရာပြသခဲ့တယ်လို့ South China Morning Post ကဖော်ပြပါလေဘာကြောင့်လဲဆိုတော့တရုတ်ဟာပြည်တွင်းလုံနီးပညာတွေနဲ့လက်နက်တွေကိုကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့အခြေအနေရောက်ရှိလာလို့ပဲဖြစ်ပါတယ် ဆူဒင်ခြေဆိုင်စတော့ဟုံးနိုင်ငံကငင်းချင်းသူတေသနအင်စတီကျူရဲ့မလောက်စင်နဲ့ထုတ်ပြန်ကြရ2020ပြည်နှစ်မှာ2024ကြာတရုတ်ရဲ့လက်နက်ဝယ်ယူမှုဟာ2015မှာ2019နဲ့နှိုင်းယှဉ်64ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်ဒီပြောင်းလဲအရာတရုတ်ရဲ့ပြည်တွင်းလက်နက်ထုတ်ရလုံငန်းကြီးထွားလာမှုကိုဖော်ပြရန်ရောက်နေပါတယ်တရုတ်ဟာအရင်ကရုရှားစီကနေလက်နက်ဝယ်ယူတင်သွင်းနေရတာပါ လက်နက်ပစ္စည်းစိတ်ပိုင်းတွေကိုလည်းပြည်တွင်းမှာပဲဒီဇိုင်းဆွဲပြီးထုတ်လုပ်နေတော့လာမယ့်နှစ်မှာလည်းတရုတ်ဟာပြည်ပကိုပြီးခိုပြီးလက်နက်ဝယ်ယူမှုဟာတော်တော်လေးကိုရောကြမယ်လို့ထင်ကြောင်းထုတ်ပြန်ကြမှာသုံးသပ်ဖော်ပြပါလိမ့်တရုတ်ဟာနည်းပညာမြေလက်နက်တွေကိုပြည်ပမှာဝယ်ယူတင်သွင်းမဲ့အစားပြည်တွင်းမှာပဲထုတ်လုပ်နေတဲ့နည်းပညာအောင်မြင်စွာရရှိဖို့နှစ်ပေါင်း30အချိန်ယူခဲ့ရတယ်လို့လက်နက်ရောင်းဝယ်လေးလာရေး Institute ကပြောပါလိမ့် ။ပြီးခဲ့တဲ့9နှစ်ကာလအတွင်းတရုတ်ကရုရှားစီကအများဆုံးဝယ်ခဲ့တဲ့ပစ္စည်းနှစ်မျိုးပဲရှိပါလေ။ဒါကတော့ရဟယင်နေတဲ့အင်ဂျင်တွေမှာဒါတွေကိုထုတ်ဖို့လုံလောက်တဲ့နည်းပညာမရှိရင်ပြည်တွင်းမှာထုတ်ဖို့ကခဲရင်ပါလိမ့်မယ်။ဒါပေမဲ့တရုတ်ကတော့ခုချိန်မှာအဲ့ဒီအစင်လာကိုချိုးဖြတ်နိုင်ခဲ့ပြီလို့ဆိုပါလိမ့်။လရှိမှာတရုတ်ဟာတိုင်းနေရင်နဲ့သေပို့ဆောင်လည်ရင်နဲ့သင်းမိုးတွေအတွက်၎င်းတို့ရဲ့ကိုပိုင်းအင်ဂျင်တွေကိုထုတ်လုပ်နိုင်စွမ်းရှိလာပါလေ။ဒါအပြင်တရုတ်ဟာ၎င်းတို့ရဲ့ကိုပိုင်းရဲ့ဟိုင်းအင်ဂျင်တွေကိုလည်းတရုတ်ပြည်တွင်းမှာပဲထုတ်လုပ်လာနိုင်လို့ ရုရှားနဲ့ဥရောပနိုင်ငံတွေရဲ့ဒီဇိုင်းနဲ့ရဟင်းရင်တွေကိုတင်သွင်းဝယ်ယူဖို့အားရှင်းချနိုင်ခဲ့ပြီလို့ဆိုပါတယ်။ဒါအပြင်တရုတ်ဟာကမ္ဘာပေါ်မှာလက်လက်တည်မှုအရောင်းချဖို့အများဆုံးထိပ်သီးငါးနိုင်ငံစီးမှာပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ဒီကတရုတ်နိုင်ငံအနေနဲ့အဲ့ဒီလိုမျိုးလက်နက်တွေကိုကိုပိုင်အမြောင်အများတက်ဆင်ထုတ်လုပ်တာဟာထိုင်ဝမ်ပြည်ထနာကအရင်ကတည်းကဖြစ်တယ်လို့ဆိုပါတယ်။ထိုင်ဝမ်ပြည်ထနာဟာတရုတ်ရဲ့ပြည်တွင်းပြည်ထနာဖြစ်ပြီးပြည်ပဆွတ်ဖက်မှုသမျှလုံးဝသိခံနေမှာမဟုတ်ဘူးလို့ တရုတ်ကပြောပါတယ်ထိုင်ဝမ်ကျွန်းဝန်းကျင်မှာလှုပ်ရှားမှုတွေကစံသက်မတ်ချက်ဖြစ်လာခဲ့တယ်လို့တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူက တရုတ်ဝန်ဝန်ခံလိုက်ပါတယ်ထိုင်ဝမ်အနာရပါတီ DPP ဟာခွဲထွက်ရေးရင်ဆောင်မှုတွေအရှိန်မြင့်နေတယ်လို့တရုတ်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဝူချင်းကဆိုပါတယ်ထိုင်ဝမ်လွတ်လပ်ရေးရဖို့ပြန်လည်ပေါင်းစည်းရတဲ့ခုခံကောက်ွယ်ဖို့ DPP ပါတီဟာအမေရိကန်ပေါ်အောက်ကူနေရပါလိမ့်ထိုင်ဝမ်ပြည်ထနာဟာတရုတ်ရဲ့ပြည်ပြင်းဖြစ်ပြီးပြည်ပနိုင်ငံတွေရဲ့ဝန်ဆွတ်မှုကိုလောကသိသိခံမှာမဟုတ်ဘူးဆိုပါလိမ့် မရိကန်ရဲ့စစ်လက်နက်ရောင်းချမှုပါဝင်ထိုင်ဝမ်ကိုစစ်ရေးကူညီဆက်ပေးနေမှုကြောင့်သူရဲ့မှတ်ချက်ကအမေရိကန်နိုင်ငံကိုထိန်းချုပ်မှုကြိုးပမ်းမှုလို့ရှုမြင်နေပါလေ။တရုတ်စစ်တပ်ကခွဲထွက်ရေးဝါဒကိုတံပြန်မှဖြစ်ပြီးထိုင်ဝမ်ကျွန်းဝန်ကျင်ကင်းလက်မှုတွေနဲ့စစ်ရေးလေ့ကျင့်မှုတွေကဆန်ပြဖြစ်လာခဲ့တဲ့ဆိုပါလေ။ဒီကနေ့တွေအတွင်းတရုတ်စစ်လေရင်တွေစစ်သည်မော်တွေဟာထိုင်ဝမ်ကျွန်းဝန်းကျင်မှာပိုခဲလဲလာတာကိုထိုင်ဝမ်ကာဝေးဥက္ကဋ္ဌကလေးစင်ဖော်ပြခဲ့ပါတယ်။တရုတ်စစ်ရဲ့ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ ဒီလိုမျိုးလှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးလှုပ်ရှားမှုတွေဟာတော်တော်လေးများလာတယ်လို့ကျွမ်းကျင်သူတွေကဆိုပါတယ်